2020ကျောင်းခုနက Forza 350ဆိုင်ကအတိထွက်လာပြီဖြစ်ပါတယ်။ဘလိုမီတာရှိမလဲဆိုလို့ကျွန်တော်ဒါဒီဇိုင်းဘိုင်းနဲ့ငယ်ပြောင်းလဲမှုရှိမယ်။ဥပမာဒါ Xiaomi ဒီဇိုင်းဒါနဲ့ငယ်ပြောင်းလဲခြင်းဒါ E-Class စနစ်ဒါမှမဟုတ် Digital Cluster ဒါပုံမှန်ကောင်းမွန်လာခြင်းတို့ပေါဝင်လာနိုင်ပြီးတော့ဈေးနှုန်းကပတ်38,500ဝန်းကျင်လောက်ရှိပါလိမ့်မယ်။ခုန Forza 350ဆိုင်ကဒါ2020မှာစတင်ထုတ်လုပ်ခဲ့ပြီးတော့လက်ရှိချိန်ထိထုတ်လုပ်နေအောင်ဖြစ်ပါတယ်။ ဒါ2025 model နဲ့ပြောင်းလဲလာတဲ့ချက်လက်အနေနဲ့ကတော့ design နဲ့ပြင်ဆင်မှုများဒါအယောင်အစ်စ်များပေါဝင်လာနိုင်ပြီးတော့ HSTC ဒါ traction control စနစ်ကိုပုံမတိကျအောင်ချိန်ညှိလာနိုင်မှာရှိပါတယ် ဒီဇိုင်းပိုင်းခန့်ညာပြီးတော့ဒါဇင်းခန့်အသွင်ရှိတဲ့စကူတာဖြစ်ပါတယ် electric windscreen ဒါ layer set နဲ့ဒါအနိုင်မြင့်ချိန်ကြီးနိုင်တဲ့ရှေ့လေကမှ dual channel ABS brake နဲ့ Honda slat တွေပဲဒါ torque control HSTC စနစ်တွေလည်းပါဝင်လာပါတယ် smart keys နဲ့ USB charging ပေါက် digital meter တွေလည်းပါဝင်ပါတယ် 330cc ESP+ အင်ဂျင်မှာဒါ liquid cooling စနစ်ပါဝင်ပါတယ်။မြင်းကောင်ကြီးက30ဝန်းကျင်ထွက်မှာဖြစ်ပါတယ်။ တော့ကလင်ဂျာ33.5နျူတန်မီတာရှိမှဖြစ်ပါတယ်။ဒါစီစားနှုန်းကတက်စီတကားလမ်းကိုမိုင်းချက်စံဝင်ကြတော့တီးထုတ်နိုင်မှာပါ။ရရှိနိုင်တဲ့ရောင်တွေနေနဲ့ဒါအနံ့အဖြူမီကိုအပြာစသဖြင့်အချိန်ခံရောင်တွေရနိုင်ပါတယ်။ Honor Forza 350ဈေးကဒါ model မျိုးစားလိုက်ပတ်39,900ဒါ38,900ဝန်းကျင်ဈေးရှိမှဖြစ်ပါတယ်။အခုမြန်မာဝန်ဈေးနဲ့ဆိုလို့ကျွန်တော်တိတ်နေရဝန်းကျင်ကြတယ်မှာ။အရင်ပေါ်မှာဝန်ဈေးချင်နေလဲဆိုလို့ကျွန်တော်ဒါ360ဝန်းကျင်မှရှိမှာ။ဘလို့မဟုတ်သားမှာ